အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ဆက်တာပါတယ်။ဒီနေ့မှကျွန်တော်တို့ကလေးလာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့စိတ်နှလုံးအကျွင်းမယ်ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ကျွန်တော်တို့လူသားတွေမှာပေါ့နော် စိတ်နှလုံးသားဆိုတာရှိတယ်ပေါ့နော်စိတ်ဆိုတာကတော့ကျမတို့ရဲ့ခံစားချက်တွေနော်ကျမတို့တွေးထင်ချက်တွေပေါ့နော်အဲအဲ့လိုမျိုးနဲ့ကျမတို့ကအာထင်မှတ်ကြရပေါ့နော်အာတကယ်ကတော့စိတ်နှလုံးသားဆိုတဲ့အရာကပေါ့နော်ကျမတို့ရဲ့ဒီတည်တဲ့စိတ်မတည်တဲ့စိတ်အပြင်ကျမတို့ရဲ့ခံစားချက်ကျမတို့ရဲ့ဒီအတွင်းဝိညာဉ်အထီကိုပါပေါ့နော်အာဆိုလိုတဲ့အရာလည်းဟုတ်တယ်နော်ဒါကြောင့်မလို့ကျမတို့စိတ်နှလုံးသားလို့ပြောတဲ့အခါမှာကျမတို့ခံစားသိရှိတဲ့နော်လူရဲ့အသိဉာဏ် ာမကရှင်ရဟိုးအတွင်ဝိညာဉ်အထိပါပါတယ်ဆိုတဲ့အရာကိုသဘောပေါက်ရမယ်။ဒါကြောင့်ယေရှုဖျားကကျွန်တို့ကိုပေါ်တော့သင်ဤဖျားခင်သာရဖျားကိုစိတ်နှလုံးအကျွင်းမဲ့ဉာဏ်ရှိသမျှအစွမ်းတတိရှိသမျှနဲ့ချစ်လောလို့ပြောတဲ့နေရာမှာပေါ့နော်။ကျွန်တို့ကကိုယ့်ရဲ့လူရဲ့အုံနောက်ဉာဏ်အတိလေးနဲ့ပဲချစ်တာမျိုးမဟုတ်ဘဲနဲ့ ငါကျမရဟိုးအတွင်းဝိညာဉ်แท้ကပါเนาะအသိစိတ်နဲ့ရောတကယ်ကိုဝိညာဉ်အတွင်းแท้ကပါဘုရားသခင်ကိုချစ်ဖို့ဆိုလိုတာဖြစ်တယ်เนาะအဲ့လိုမျိုးချစ်ဖို့ပြောတဲ့နေရာမှာယောရုကိုဘယ်လိုမျိုးနဲ့เนาะအမိတ်ပေးထားလဲတောင်းဆိုထားလဲဆိုလို့ရှင်ပေါ့เนาะသာရဘုရားကို ကျမတို့ကเนาะဒီအသိစိတ်နဲ့ရောเนาะကျမတို့ရဲ့ဒီအတွင်းဝိညာဉ်แท้ကရောเนาะပြောရင်အကျွင်းမဲ့အကျွင်းမဲ့ဆိုတာကလုံးဝနည်းနည်းလေးတောင်မှကျမတို့စီမှာခြံထားလို့မရအောင်အားလုံး ံးကိုပေးခိုင်းတာအားလုံးကိုချစ်ခိုင်းတာเนาะကျမတို့ရဲ့အစွမ်းကုံပေါ့เนาะပြောရမယ်ဆိုလို့ရှင်အစွမ်းကုံနဲ့เนาะသူ့ကိုချစ်ခိုင်းတာအဲ့လိုမျိုးချစ်တဲ့အခါမှာဘာဘာထပ်ပြီးပေါင်းထည့်ထားလဲဆိုညံရှိသမျှတဲ့နော်ကျမတို့ရဲ့เนาะတီထွင်ဖန်တီးနိုင်မှုညံရှိသမျှနော်ကျမတို့ဘယ်လိုပုံစံနဲ့ဖျားခင်ချစ်လို့ရသေးလဲဆိုတော့เนาะကျမတို့အာဘယ်လိုပြောမလဲဖျားအပေါ်မှာပေါ့เนาะနီးလိုက်မျိုးစုံနဲ့ချစ်ပြလို့ရတဲ့ဒီညံကိုပြောထားတာဖြစ်တယ်เนาะညံလဲရှိသမျှကျမတို့ချစ်ရမယ်အဲ ်နောက်တစ်ခုကကျတော့အစွမ်းတတိရှိသမျှနဲ့เนาะအစွမ်းတတိဆိုတဲ့အရာကကျမတို့ကိုဖျားခင်ပေးထားတဲ့စုကျေးဇူးတွေမျိုးများစွာရှိတယ်เนาะဥပမာเนาะစာနေတီးတက်ချင်းလားဂီတာတီးတက်ချင်းလားသချင်းဆိုတက်ချင်းလားเนาะအာလူတွေနဲ့မိသားဖွဲ့တက်ချင်းလားဒါမှမဟုတ်စကားပြောစွမ်းရည်မှာအာထူးချွန်ထက်မြက်ပြီးတော့မှเนาะလူတွေကိုတကယ်ပဲဖျားအချောင်းကိုဟောပြောသက်သေခံချင်းလားဒါမှမဟုတ်လို့ရှင်လေအာကိုကိုကိုပေါ့เนาะဖျားခင်ပေးထားတဲ့ဒီတိုက်တွန်းသွေးဆောင်ခြင်းတွေလားပေါ့เนาะကျမတို့ဟောပြောသက်သေခံချင်းတွေလားဆုံးမ မဩရာပေးခြင်းနေလားစသဖြင့်ပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့အစွမ်းသတိရှိသမျှနဲ့ချစ်ပါရယ်။နော်တစ်ခါလေကြာရင်ချို့တော်သူတွေအဲ့လိုမျိုးတော့မလုံတက်ဘူးပေါ့နော်ပေးလှူနိုင်တယ်ဟာလားငွေချေးတွေမှာပေါ့နော်ရှာဖွေနိုင်တယ်။နော်စီစဉ်ရတတ်တဲ့အစွမ်းသတိရှိတယ်။နော်အဲ့ဒီအခါမှာကျွန်တော်တို့ကကိုယ့်ရဲ့အစွမ်းသတိတွေကိုမြည်ရှင်းမှာမမြုပ်ထားဘဲနဲ့ဖျားသခင်အတွက်ကိုပါဝင်ဖို့နော်ဖျားသခင်ကိုအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ချစ်ပြလို့ရတာဖြစ်တယ်။ဆိုတော့ဖျားသခင်ကိုချစ်တယ်လို့ပြောတဲ့အခါမှာဖျားသခင်ကျွန်တော်တို့ကိုဘယ်လိုတောင်းဆိုထားတာလဲဆိုရင် မြင်ရတဲ့လူသားအချင်းချင်းကိုချစ်ဖို့တောင်းဆိုထားတာဖြစ်တယ်။ဒါကြောင့်ကျမတို့ပတ်ဝန်းကျင်မှာပေါ့နော်ဒီဘေးဒုက္ခရောက်နေရတဲ့လူတွေကိုကျွန်တော်မြင်တဲ့အခါမှာကျွန်တော်ဘယ်လိုပုံစံမျိုးနဲ့ချစ်ပေးမလဲအစွမ်းကုန်ချစ်ရလားပေါ့ ်ဒါကိုဘုရားခင်ကကျမတို့ကိုအာဘယ်လိုပြောမလဲစောင့်ကြည့်စစ်ဆေးနေတာဖြစ်တယ်။နောက်တကြောင်မလို့ကောင်းသောရှမာရိဥပမာကိုယေရှုဘုရားကကျမတို့ကိုပြောပြပြီးတော့မှသွန်သင်ဆုံးမတာဖြစ်တယ်နော်။ဒီလူ၃ယောက်မှာတဲ့ဘယ်သူကပေါ့နော်ဒီလူနာနဲ့ဆက်ဆိုင်တဲ့လူဖြစ်တယ်လဲလို့ပြောတဲ့အခါမှာဒီရှမာရိကပေါ့နော်လူနာနဲ့ဆက်ဆိုင်တဲ့လူဖြစ်တယ်ပေါ့နော်။ဆိုတော့ကျမတို့တွေပေါ့နော်ဒီရှမာရိလူနဲ့ဒီဒံယာရနေတဲ့လူဟာတယောက်နဲ့တယောက်အဆွေမျိုးလည်းမတော်ပါဘူး။သိလည်းမသိပါဘူး။ဒါပေမဲ့ဒီနေရာမှာရှမာရိကဒီဒံယာရနေတဲ့လူကို မြင်တဲ့အခါမှာတော့သူ့ရဲ့တကယ်ပဲဆွေမျိုးသားချင်းကဲတို့ပြောရမယ်ဆိုသူ့ရဲ့တော့ဒီအာသားသမီးလားဟာသူ့ရဲ့မိသားစုလိုမျိုးပဲသူဟာနှွေးထွေးစွာနဲ့ဒဏ်ရာတွေအားလုံးကိုကုသပေးခဲ့တယ်။တော့ဒါအပြင်သူ့စီမှာရှိသမျှအိတ်ဆိုင်ပေါ့နော်အကုန်လုံးနဲ့သူကအာပေးပြီးတော့မှပေါ့နော်ဒီဒဏ်ရာတွေလုံးဝပျောက်ကင်းတဲ့ဒီအစွမ်းကုန်သူကူညီပေးခဲ့ဆိုတာတွေ့ရတယ်။တော့သူကခရီးသွားဖို့ရန်အတွက်ပေါ့နော်ဒီပြောရမယ်ဆိုပြင်ဆင်ထားပြီးသား ရှိတဲ့အခါမှာတော့ခရီးသွားဖို့ကိစ္စကိုတော့သူဖြတ်လို့မရတဲ့အတွက်ပေါ့နော်တကယ်ပဲသွားပြီးတော့မှဒီလူနာကိုပြုစုဆောင်ရှောက်မဲ့တော့လူစီကိုသွားပြီးတော့အာပေးထားခဲ့တယ်တော့အစွမ်းကုန်ပြုစုပါနေကောင်းတဲ့အထိတော့ဆောင်ရှောက်ပေးပါကုန်ကြသမျှကိုကျွန်တော်ပြန်လာတဲ့အခါပေးပါမယ်ပေါ့နော်အခုတော့သူကခရီးသွားစရာရှိတဲ့အတွက်ပေါ့နော်သူအာဒီလူနာကိုသူမပြုစုပေးနိုင်ဘူးဆိုပြီးတော့မှနော်တောင်းဝန်ရှိရှိနဲ့တကယ်ကိုပဲပေါ့နော်ဒီလူတယောက်ရဲ့အသက်ကိုကယ်ပေးခဲ့ရဲဆိုတော့တွေ့ရတယ် ကျမတို့ပုံဝင်ခြင်းမှာရှိနေတဲ့เนาะဒုက္ခရောက်နေတဲ့ညီကိုမောင်မတွေကိုရောကျမတို့ကဝိုင်းဝန်းပြီးတော့မှမကူညီနိုင်ဘူးလားကျမတို့စီမလုံနိုင်သမျှအစွမ်းကုန်နဲ့ကျမတို့ချစ်ပေးလို့ရတာဖြစ်တယ်ကူညီပေးလို့ရတာဖြစ်တယ်ဒီအရာကိုဘုရားသခင်ကလိုချင်တာဖြစ်တယ်เนาะဘုရားသခင်ကိုချစ်ပါလို့ပြောတဲ့အခါမှာဘုရားသခင်ကမင်းတို့ရဲ့မြင်ရတဲ့ညီကိုမောင်မအချင်းချင်းကိုမချစ်ဘူးဆိုရင်လည်းငါ့ကိုမင်းတို့ချစ်တယ်လို့ပြောနေတာအလကားပဲရောက်ဒီနေ့မှာကျွန်တော်တို့ကနော်ကိုယ့်ရဲ့ပုံဝန်းကျင်မှာတကယ်ပဲကိုယ်မြင်နေရတဲ့နေရာမှာနော်ကျွန်တော်တို့ ရဲ့အခုအခုအညီပေါ့နော်ကျွန်တော်ရဲ့ချစ်ချင်းမေတ္တာလိုအပ်နေတဲ့သူတွေဘလောက်တောင်ရှိလဲအဲ့ဒီအရာပေါ်မှာကိုယ့်စီမှာရှိတဲ့အရာကိုကျွန်တော်တို့ကအကောင်းဆုံးပေးလိုက်ဖို့ပဲဖြစ်တယ်။ကျွန်တော်တို့စီမှာမရှိတဲ့အရာကိုဖျားခံမှာတောင်းမှုဥမာသင့်စီမှာငွေကြေးမရှိဘူးဆိုလို့ရှိရင်သင့်စီကနေငွေထုတ်ဖို့အလားပေးလို့ဖို့ဖျားခံကတောင်းဆိုမှာမဟုတ်ဘူး။အဲ့ဒီအတွက်ကြောင့်ကိုယ့်စီမှာဘာရှိလဲကျွန်တော်တို့ပေးလို့ရတယ်။သင်ဟလာဘာမှလောက်အားအဖြစ်မကူညီနိုင်မှုငွေကြေးအဖြစ်မကူညီနိုင်မှုဆိုလို့ရှိရင်သင်ဘာလုပ်ပေးလို့ရလဲစုတောင်းပေးလို့ရတယ်ဒီလူတွေလွတ်မြောက်ဖို့ရန်အတွက်ဟ လာမှာကယ်ဆယ်ရေးတွေလုပ်နေတဲ့အခါမှာတကယ်ပဲဒီကယ်ဆယ်ရေးတွေမပြင်းမှန်းသွားစေဖို့ရန်အတွက်တို့ဆွေရင်သာစိတ်မပြတ်စေဖို့ရန်အတွက်တို့ကိုလည်းပေးလူထောက်ပံ့တဲ့လူတွေရှိစေဖို့ရန်အတွက်စသဖြင့်ပေါ့နော်ဒီအာအသက်ရှင်ဖို့ရန်အတွက်တောင်းခံနေတဲ့လူတွေလည်းဆက်ပြီးတော့မှတောင်းခံနိုင်စေဖို့စသဖြင့်ပေါ့ကျွန်တော်တို့အာစုတောင်းပေးလို့ရတဲ့အရာတွေအများကြီးရှိတာဖြစ်တယ် ။မြောက်ဒီနေ့မှာကျမတို့ဘုရားသခင်ချစ်တယ်လို့ပြောတဲ့အခါမှာကျမတို့ဉာဏ်ရှိသမျှချစ်လို့ရတယ်။တော့ကျမတို့ကိုတော့အစွမ်းတတိရှိသမျှနဲ့ချစ်ဖို့ရင်တော့ဘုရားခင်ပြောထားတဲ့အခါမှာတကယ်ပဲကျမတို့စဉ်းစားလို့ရတယ်နီလန်းပေါင်းစုံနဲ့။နော်အလွယ်တကူပဲလေငွေချေးပဲပေးလိုက်မယ်လေအဲ့လိုမျိုးမဟုတ်ပဲနဲ့။ငါတို့ဘလို့နီးလန်းနဲ့ကူညီလို့ရသေးလဲငါတို့ဘလို့နီးလန်းနဲ့ဟာလောက်ဆောင်လို့ရသေးလဲဆိုရက်ရအစွမ်းကုန်ထုတ်စေချင်တာဖြစ်တယ်ကျမတို့ကကိုလိုချင်တဲ့အရာတခုခုရှိမယ်ဆိုလို့ရှိရင်ဒီအရာပေါ်မှာကျမတို့အစွမ်းကုန်အားမထုတ်ဘူးလား ညံ့ညံ့နဲ့အာမျိုးစုံပေါ့နော်ပြောရလို့ရှင်တကယ်ပဲဟာဟိုလိုမျိုးလုပ်ရင်ရအောင်မလားဟိုဒီလိုလုပ်ရင်ရအောင်မလားကျွန်တော်အစွမ်းကုန်လိုက်ပြီးတော့မှအာလှုပ်တက်တယ်ပေါ့နော်ဥပမာထားပါတော့ကိုယ်အရန်လိုချင်နေတဲ့ပစ္စည်းတစ်ခုကိုနော်ဒီဆိုင်မှာဝယ်လို့မရဘူးဆိုရင်ကျွန်တော်ဘယ်လိုမျိုးရှာဝယ်မလဲရှိသမျှဟာလာအွန်လိုင်းပေါ်ကနေလဲရှာမယ်မြေပြင်မှာလဲဟာလာအခုညတောင်းမယ်ဒီပစ္စည်းလေးလိုချင်လို့ပါဘယ်နားမှာရှာလို့ရသလဲဘယ်နားမှာရှိနိုင်မလဲဟာလာအကြံဉာဏ်ပေးကြအခုညပေးကြပါစသဖြင့်မို့တော့ကျွန်တော်နီလန်းပေါင်းစုံနဲ့ရှာမယ်မဟုတ်ဘူးလားဆိုတော့ဒီသဘောပုံစံပဲပေါ့ ော်ကျွန်တော်တို့လိုချင်တာရှိရင်ကျွန်တော်အစွမ်းကုန်မရမချင်းလှုပ်တတ်တော်လေ ကျမတို့ဘုရားသခင်ကိုချစ်ဖို့ကြတော့နော်လူအချင်းချင်းကိုချစ်ဖို့ကြတော့ကျမတို့ကအစွမ်းအစတွေမထုတ်ပဲနဲ့ကျွန်တော်မြေကြီးထဲမှာဟွက်ထားလာ။နော်ဒီနေ့မှာဘုရားသခင်ကကျမတို့ကိုဘလိုမျိုးနဲ့လှုပ်ဆောင်စေချင်လဲဆိုလို့ရှိရင်စိတ်နှလုံးသားအကျွင်းမဲနဲ့ချစ်ဖို့စိတ်နှလုံးသားအကျွင်းမဲနဲ့လှုပ်ဆောင်ဖို့နော်ညံရှိသမျှနဲ့အာကျမတို့လှုပ်ဆောင်ဖို့နော်အစွမ်းသတိရှိသမျှနဲ့အကောင်းဆုံးကိုပေးဆပ်ဖို့ရန်အတွက်ဘုရားသခင်ကအလိုတော်ရှိတာဖြစ်တယ်။နော်ကျမတို့နော်စိတ်နှလုံးသားအကျွင်းမဲဖြစ်ပြီလား။နော်ဆိုလိုတာကကျမတို့ဘုရားသခင်ကိုချစ်တယ်ဆို တဲ့အရာမှာတော့ဖျားကိုလည်းချစ်တယ်လောကကိုလည်းချစ်တယ်လို့တော့လုံးလို့မရဘူးဘောနော်ဖျားသခင်ကိုစိတ်လုံးသားအကျဉ်းမဲနဲ့ချစ်ဖို့ဆိုတဲ့နေရာမှာကျမတို့တွေဒီလောကကိုလိလူရှုထားပြီးတော့မှဖျားခင်ဖြစ်စေခြင်းနဲ့အတိုင်းဖျားခင်ကျမတို့ကိုလှုပ်ခိုင်းတဲ့အတိုင်းကိုနာခံပြီးတော့မှဘောနော်စိတ်လုံးသားအကျဉ်းမဲနဲ့ကျမတို့ဖျားခင်ကိုချစ်ရမယ်ညာရှိသမျှဆိုတဲ့အခါမှာတော့ဖျားသခင်ကိုကျမတို့တွေနော်ဘယ်လိုမျိုးချစ်ပေးလို့ရလဲဘယ်လိုမျိုးစက္ကပ်လို့ရသလဲနော်ဒီထက်ပိုကောင်းလို့ရတာကျမတို့ဘာတွေလုပ်နိုင်သေးလဲဆိုတဲ့အရာပေါ့နော်ကိုယ့်ရဲ့စိတ်ကူးညံကကို့မျို ူပြီးတော့မှနော်ဒီထွေဖန်တီးမှု idea တွေလည်းကျွန်တော်တို့ထုတ်ပြီးတော့မှပေါ့နော်တကယ့်ကိုကိုယ့်ရဲ့အစွမ်းကုန်မိုင်းကုန်ညံရှိသလောက်အကောင်းဆုံးပြုမှုတီထွင်ဆန်းသစ်ပြီးတော့မှကျွန်တော်တို့ဘုရားသခင်ကိုချစ်လို့ရတယ်လူတွေကိုချစ်လို့ရတယ်နော်အစွမ်းတတိရှိသမျှလို့ပြောတဲ့အခါမှာကျွန်တော်တို့စီမှာရှိတဲ့အစွမ်းတတိကနော်ဘုရားခင်ကကျွန်တော်တို့အခွင့်90ပေးထားတယ်ဆိုလို့ရှိရင်အဲ့ဒီအခွင့်90စလုံးကိုကျွန်တော်ထုတ်သုံးရမယ်နော်49ခွက်လေးပဲသုံးသေးတယ်ဆိုလို့ရှိရင်ဒါဟာအစွမ်းကုန်လို့ပြောလို့မရဘူးပေါ့နော်ဒါကြောင့်မလို့အစွမ်းတတိရှိသမျှကိုအကုန်လုံးထုတ်သုံးရ မယ်။ရောက်တင်ဒီဒီနေ့မှာပေါ့နော်။ဘယ်လိုပုံစံနဲ့ဘုရားသခင်ကိုချစ်လို့ရလဲ။လူတွေကိုဘယ်လိုမျိုးပုံစံနဲ့ချစ်လို့ရလဲ။နော်တင့်ရဲ့ပေးလူချင်းအပြင်ပါဝင်နေတယ်ဆိုလို့ရှိရင်လည်းတင်ဟာဒီလိုပေးလူနိုင်တာနဲ့မချိန်နဲ့ပါနဲ့။တင်ကလှုပ်အားဖြင့်ပါဝင်လို့ရသေးတာလား။နော်သက်သေခံခြင်းဝေမျှခြင်းဖြင့်ပါဝင်လို့ရသေးတာလား။နော်ရှိမောကိုးကွယ်ခြင်းဖြင့်ပါဝင်လို့ရသေးတာလား။နော်အချိန်တွေလှုပ်အားတွေအပြင်ပါဝင်လို့ရသေးတာလား။နော်ဒီအရာတွေကိုလည်းဆက်ပြီးတော့မှအစွမ်းကုန်ထုတ်သုံးပါလို့ဒီနေ့မှာအားပေးလို့ပါရတယ်။နော်အတင်တရားဟ ဟောတတ်တယ်ဆိုလို့ရှိရင်တရားဟောနိုင်တယ်ဆိုတဲ့အရာတွေနဲ့မကျေနပ်ပါနဲ့အောင်။ကျမ်းစာလည်းသင်ပေးပါအောင်။နော်တကယ်ပဲခြားသောသူတွေကိုလည်းကုညီမစားပါအောင်စသဖြင့်ပေါ့နော်။သင်လှုပ်ဆောင်လို့ရသမျှအရာအားလုံးကိုစိတ်နှလုံးသားအကျွင်းမဲ့အစွမ်းတတိရှိသမျှဉာဏ်ရှိသမျှနဲ့ပြုမှုလှုပ်ဆောင်ပါ။နော်လူတွေကိုဒီအတိုင်းပဲအစွမ်းကုန်ချစ်ပေးပါ။နော်ဖျားသခင်ကိုလည်းအစွမ်းကုန်နဲ့ကျွန်တော်တို့ချစ်ပေးရအောင်။နော်ဒီနေ့မှာစိတ်နှလုံးသားအကျွင်းမဲ့လို့ပြောတဲ့နေရာမှာကျွန်တော်တို့နှလုံးသားထဲမှာခြံလှက်ထားရမှရှိပဲနဲ့အစ ဆွမ်းကုန်စိတ်နှလုံးသားအကျွေးမဲနဲ့ဖျားသခင်ကိုချစ်ပါလူတွေကိုချစ်ပါဒီနေ့မှအားပေးတိုက်တွန်းလိုက်ရပါတယ်လူတို့ကဆုတောင်းရအောင် ဖဖျားခင်ကိုတော့ကိုကျေးဇူးတင်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့အစွမ်းကုန်မိုင်းကိုမထုတ်သုံးမဲနဲ့ခြံလှမ်းမိခဲ့သောအရာများတော့အနောင်နာရပါတယ်ကိုရောဖျားဒီနေ့မှာစိတ်နှလုံးသားအကျွမ်းမဲနဲ့ကိုရောကိုချစ်ပါမယ်အစွမ်းရှိသမျှညံရှိသမျှနဲ့ကိုရောကိုချစ်ပါမယ်ကိုရောဖျားတောင်းဆိုတော့ရကိုရောဖျားလှုပ်ခိုင်းသောအရာကိုဟိုးတကယ်ပဲနာခံသောနှလုံးသားနဲ့အပြေဝါလှုပ်ဆောင်ပါမယ်ကိုရောဖျားမြင်ရတဲ့လူသားတွေအချင်းချင်းပေါ်မှာလည်းအစွမ်းကုန်ချစ်နိုင်စေဖို့အစွမ်းကုန်ပြုမှုလှုပ်ဆောင်ပေးနိုင်စေဖို့ကူညီပေးနိုင်စေဖို့ကိုရောဖျားဒီနေ့မှာနှိုး ဆိုပြီးရတဲ့ဂျေးဆိုတော့ကိုချီမွန်းနေကျွန်တော်ရဲ့စိတ်ကူးညံရှိသမျှဟိုအစွမ်းကုန်အားဖြင့်ဒီနေ့မှာအားထုတ်ပြီးမှလှုပ်ဆောင်ဖို့ရန်အတွက်အဆုံးဖြတ်ချက်ချပါရယ်ဝိညာဉ်တော်ဖျားကျွန်တော်ကိုဆွဲခေါ်တုံ့ပြန်လမ်းပြတော်မူပါဂျေးဆိုတော့ချီမွန်းပါရယ်ယေရှုဖျားနာမောင်မြေပြည့်စုတောင်းပါ၏အာမင်